ိလစ်ပိုင်မှာလူထောင်ပေါင်းများစွာဟာတနင်္လာနေ့ကဆန္ဒပြခဲ့ပြီးအာဂရီလိုက်စားမှုအရှုပ်တော်ပုံကြီးမှာပါဝင်ကာအခွန်ထမ်းပြည်သူတွေရဲ့ငွေဒေါ်လာဘီလီယံပေါင်းများစွာကိုအိတ်ထဲထည့်ခဲ့ကြတဲ့အရာရှိတွေဥပဒေပြုအမတ်တွေနဲ့တိဆောက်ရေးကုမ္ပဏီပိုင်ရှင်အများအပြားကို ထောင်ဒဏ်ပေးဖို့တောင်းဆိုခဲ့ကြပါတယ်လူရေ136တန်းရှိတဲ့ကျွန်းစုနိုင်ငံမှာအမှန်တကယ်မရှိတဲ့ရေကြီးမှုထိန်းချုပ်ရေးဆိုတဲ့စီမံကိန်းတွေအပေါ်လူလူကြီးကလာပေါင်းများစွာဒေါသထွက်နေကြပါသေးတယ်။ မကြသေးခင်ကကြောက်ရွံ့ခဲ့တဲ့အလွန်ပြင်းထန်တဲ့တိုင်ဖုန်းမုန်တိုင်းတွေကြောင့်မြို့လုံးကျွရေမြုပ်ခဲ့ရတဲ့မြို့တွေရှိကြတာပါဆူဒိုင်လာကနိုင်ငံကိုမိန်ကွန်းပြောတဲ့အချိန်ကျယ်ပြန့်လာတဲ့အဲ့ဒီလိန်လယ်မှုကြီးကိုဗဟိုချက်ထားကထည့်သွင်းပြောကြားပြီးကြတဲ့ကသမရဖာဒီနန်မတ်စကိုဟာဝန်ကွဲညီကိုလွှတ်တော်အမတ်တူအပါဝင်ရန်သူတွေရောမိတ်ဆွေတွေကိုပါဤအရှုပ်တော်ပုံကြီးအတွက်အရေးယူမှုတွေပြုလုပ်ခဲ့ပါတယ် အာဂရီလိုက်စားသူတွေကိုကာကွယ်ပေးနေတဲ့ရဲတွေလိုတနင်္တွင်နေ့ကကြွေးကြော်ချီတက်လာခဲ့တဲ့ဆန္ဒပြသူတွေဟာသမရနန်းတော်ကိုချီတက်တဲ့အချိန်တန်ဆူးချိုးအကာရန်နေနဲ့ပိတ်ဆို့ထားတာကိုကြုံခဲ့ရပါတယ်။အထီးကယုံနှိမ့်နှင်းရဲတွေကလည်းသူတို့ရဲ့ဒိုင်းတွေကိုထုနှက်ကတုံ့ပြန်ခဲ့ကြပါတယ်။ မနီလာမြို့လူနီတာပန်းချံကိုအစောပိုင်းကစူယုံချီတက်လာခဲ့ကြတဲ့စာနာပြသူတွေဟာအာဂတိလိုက်စားမှုရဲ့တင်ကေတာအဖြစ်မာကိုစ်နဲ့သူ့အတိကနိုင်ငံရေးပြိုင်ဘက်ဒူတမ်မရာဆာရာဒူတာသေးတို့ရဲ့ရုပ်ပုံတွေပါဝင်တဲ့ခေါင်းနှလုံးပါမိချောင်းယုတ်ကြီးကိုကင်ဆောင်စာနာပြခဲ့ကြပါတယ်။ အဲ့ဒီနေရာကနေ30ကီလိုမီတာ6မိုင်ခန့်အကွာမှာနောက်ထပ်ဆန္ဒပြသူလူအုပ်ကြီးကလည်းအာဂရီလိုက်စားသူအရာရှိတွေကို ထောင်သွင်းအချင်းချဖို့ပြည်သူအာဏာလှုပ်ရှားမှုပြုလုပ်ခဲ့ရမှာ EDSA လမ်းမကြီးတခြားချီတက်ဆန္ဒပြခဲ့ကြပါတယ်။ဒီလှုပ်ရှားမှုက ဖာဒီနန်မာကိုစ်ရဲ့ဖခင်ကို1986ခုနှစ်ကယာတုကနေဖြုတ်ချခဲ့ပါတယ်။ တရားဝင်ခမ်းမ်းချက်အရလမ်းလျှော်ကိုထွက်ပြီးခြေတက်ဆန္ဒပြခဲ့သူအရေးအတွက်ဟာတတောင်းမပြေပဲနှိမ့်နှင်းဖြိုခွဲဖို့တာဝန်ချထားခဲ့တဲ့ရဲရာရှိတွေဟာတတောင်း9000ကျော်ရှိခဲ့ပါတယ်။အဲ့ဒီအရှုပ်တော်ပုံနဲ့ဆက်နွယ်ပြီးပထမဆုံးဖမ်းဆီးခံရသူတွေဟာတိုင်းပြည်ရဲ့ပြည်သူဆောက်လုပ်ရေးနဲ့အဝေးပြေးလမ်းဌာနက၈ဦးဖြစ်ပြီးအဲ့ဒီလိုဖမ်းဆီးခဲ့တယ်လို့လွန်ခဲ့တဲ့ရက်နေ့ငယ်ကကြေညာခဲ့ပါတယ်။နောက်ထပ်၅ကြီးများလာပါလေဦးမယ်လို့လည်းအစိုးရကကြေပြူထားပါတယ်။ ဖိလစ်ပိုင်နိုင်ငံအမျိုးသားခရစ်ယာန်အသင်းတော်များကောင်စီကမာဗင်တိုကဲရိုကတော့သူမကျင်တဲ့ကြောင်း AFP ကိုပြောပါတယ်။အစ်စ်မြင့်အရာရှိကြီးတွေမတီးပဲဒီအဂတိလိုက်စားမှုတွေဖြစ်လာခဲ့တယ်ဆိုတာမဖြစ်နိုင်ဘူးလို့အသက်54နှစ်အရွယ်အဲ့ဒီပုဂ္ဂိုလ်ကလူနီတာပန်းချံမှာပြောပါတယ်။သူတို့မှလည်းတာဝန်ရှိစေရမယ်လို့သူကဆက်ပြောပါတယ်။ အာဂရီလိုက်စားမှုတွေရှိခဲ့လို့ပဲလူတွေတည်ခဲ့ရတာလို့အသက်20အရွယ်ယောက်ျားမင်းသမီးဂျက်ဆီဝါနာလူမီကသူစီစဉ်ထားတဲ့ဖျော်ပြမှုမလုံမီ AFP ကိုပြောပါတယ်။မြင်းမလေးကို တူခေါ်လာတဲ့အသက်68နှစ်အရွယ်အစုံတိုဘီယာနိုကလည်းပန်းချံကိုချီတက်ကြဖို့ဆိုရှယ်မီဒီယာပေါ်မှာဖိတ်ကော်ထားတာကိုမြင်တဲ့အတွက်ပန်းချံကိုလာခဲ့တာလို့ပြောပါတယ်။ တရားမျှတမှုကိုရလိမ့်မယ်လို့ကျမတကယ်မျှော်လင့်ပါတယ်သူ့ဆွေမျိုးဖြစ်ဖြစ်အထက်လွှတ်တော်အမတ်တွေဖြစ်ဖြစ်တာဝန်ရှိတဲ့သူတွေကိုတမရကြီးကထောင်ထဲထည့်လိမ့်မယ်လို့ကျမမျှော်လင့်ပါကြောင်းသူကပြောပါတယ်ပြည်သူငွေကြေးရန်မုံငွေတွေကိုအလွဲသုံးစားလုပ်တဲ့အရှုပ်တော်ပုံဟာဖိလစ်ပိုင်မှာရာဇဝင်ရှိပါတယ်အဲ့ဒီအရှုပ်တော်ပုံတွေမှာအာဂရီလိုက်စားမှုတွေပြုလုပ်ခဲ့ကြောင်းတွေ့ရှိအပြစ်ပေးခံရတဲ့အစ်စ်မြင့်အရာရှိကြီးတွေဟာပြင်းထန်တဲ့ထောင်ဒဏ်တွေကနေလွတ်မြောက်သွားလိမ့်ရှိတာပါ EDSA စုရွက်ကိုရောက်လာတဲ့အသက်23နှစ်အရွယ်ကွီလာဦးစီနာစာဘီတိုကဒီပြဿနာဟာစနစ်အရဖြစ်နေတဲ့ပြဿနာကြီးလို့ AFP ကိုပြောပါတယ်။ဒါတွေကိုပြုပြင်ပြောင်းလဲဖို့ဆိုရင်တယောက်တည်းနဲ့လုံးလို့မရဘူး။ကျမတို့အားလုံးဝိုင်းလုံးမှရမယ်လို့သူကပြောခဲ့ပါတယ်။လောကမီဒီယာကိုဆက်လက်ရည်တည်နိုင်ဖို့ပြည်သက်တွေထောက်ပံ့ပေးမှာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့် Myanmar TV YouTube Channel မှာမြန်မာဝင်ပြည်ချင်းကိုမြန်မာ ိုင်ကြောင်းလည်းအသိပေးထိတ်ခေါ်လိုက်ပါစေ။